ပေါင်းထပ်မှာ RAM မြင့်နေကိုတင်ပြမယ်နော် RAM မြင့်ချင်တဲ့ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါ။ Okay RAM မြင့်ဖို့အတွက်အရင်ဆုံးကျွန်တော်တို့ setting ထပ်ကိုဝင်မယ်။ setting ထပ်ကိုဝင်ပြီးရင်ကျွန်တော်တို့အောက်ကိုဆွဲသွားမယ်။နောက်အောက်ကိုဆွဲသွားမယ်။ဒီမှာ addition setting ကိုနှိပ်လိုက်မယ်။ဒီမှာ addition setting နဲ့အကောင်ကိုနှိပ်လိုက်မယ်။ဟို addition setting ကိုနှိပ်ပြီးချင်းကျွန်တော်နောက်ထပ်အောက်ကိုဆွဲမယ်။ဒီမှာ memory extension လို့ပေါ်လာတယ်နော်။အဲ memory extension ကိုနှိပ်လိုက်မယ်။ ဒီမှာเนาะကိုဘလောက်မြင့်ချင်လဲမြင့်လို့ရเนาะဒီ off ဖြစ်နေရเนาะဒီကောင်က memory မှာ ram မမြင့်ထားဘူးเนาะ off ဖြစ်ရင် ram မမြင့်ထားဘူးဒီမှာကိုကြိုက်လောက်ဒီမှာ ram မြင့်လို့ရเนาะ 1GB လဲမြင့်လို့ရတယ် 2GB လဲမြင့်လို့ရတယ် 4GB လဲမြင့်လို့ရเนาะအကျုပ်ဘုံမှာဆို 8GB ဒီ RAM မြင်လို့ရမှာဖြစ်ပါတယ်။ Okay ကျွန်တော်ဖုန်းကဆင် 4GB ဒီဘက် RAM မြင်လို့ရတော့ကျွန်တော် 4GB ကိုကြိုက်တာကိုကြိုက်လောက်မြင်လို့ရနော်။ ကျွန်တော် 1G ပဲမြင်ပြမှာဖြစ်ပါနော် 1G ကိုနေလိုက်မယ်ပြီးသူက report လုပ်ခိုင်းရနော် report နော် report ဖြစ်မှာနော်ဆက်ကအဲကြောင့်ကျွန်တော် report ကိုနေလိုက်မယ်ဆက်ပြန်ပွင့်လာတာနဲ့သူက 1GB ပြန်မြင်သွားမှာဖြစ်ပါတယ်နော် okay ဒီမှာခဏလေးတော့ဆောက်ရအောင်ပါဖြစ်ပါတယ် okay RAM မြင်ပြီလားမမြင်သေးဘူးလားဆိုတာသွားကြည့်မယ်နော်စိန်ထက်ကိုဝင်မယ်ဘူးစိန်ထက်ကိုဝင်ပြီးအောက်ကိုဆွဲမယ် ဒီမှာ addition setting ကိုနေမယ်ဒီမှာခုနနေရာကိုပြန်သွားအောင်နော် memory extension ကိုနေမယ်ဒီမှာနော် ram မြင်သွားပြီနော် 1GB ဒီခုနမြင်မြင်ထားတာနော်အခု 1GB မြင်သွားပါပြီဒီလိုပုံစံနဲ့ ram မြင်လို့ရမှာဖြစ်ပါတယ်